ကြံကာလာအတွင်းမန္တလေးတိုင်းဒေသကြီးအတွင်းရှိယဉ်ကျေးမှုစုံမြောင်းဖွင့်လှစ်ပေးထားမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်တချံကာလာအတွင်းအများပြည်သူလေးလာပန်းဖြေနိုင်စေဖို့အတွက်မန္တလေးတိုင်းဒေသကြီးအတွင်းကယဉ်ကျေးမှုစုံထွေကို ဖွင့်လှစ်ပေးထားမယ်လို့ရှီဟောင်းသူတေသနာနှင့်အမျိုးသားပြားထိုင်ဦးစီးဌာနမှသိရပါသည်။ နှစ်စဉ်တချမ်းကာလအတွင်းခရီးသွားဝင်ရောက်မှုများပြားထည့်ယဉ်ကျေးမှုဆုံးထွေးကို ပုံမှန်ဖွင့်လှစ်ပေးလျက်ရှိပြီးမန္တလေးတိုင်းဒေသကြီးအတွင်းပင်းရယဉ်ကျေးမှုဆုံးအင်းဝါယဉ်ကျေးမှုဆုံးနဲ့ပကံယဉ်ကျေးမှုဆုံးထွေးကိုဖွင့်လှစ်ပေးထားမယ်လို့ဆိုပါတယ်။ ဒီလိုမန္တလေးတိုင်းဒေသကြီးရတွင်းကရင်ကျင်းမှုဆုံးထွေကိုတကြံကားလာတွင်ဖွင့်လင်ပေးထားမှာဖြစ်ပေမဲ့မြန်မ်းစံချောရွှေနှန်းထော်ကိုမှပိတ်ထားမယ်လို့သိရပါတယ်။တကြံကားလာမှာမန္တလေးတိုင်းဒေသကြီးရတွင်းကရင်ကျင်းမှုဆုံးထွေရပြင်ပဲခူးရင်ကျင်းမှုဆုံးနဲ့တရင်ခေတ္တရာရင်ကျင်းမှုဆုံးထွေကိုလည်းဖွင့်လင်ပေးထားမှာဖြစ်ပြီးဆုံးထွေရတွင်းမှာရှိတဲ့ပြထိုက်ထွေကိုတော့ပိတ်ထားမယ်လို့သိရပါတယ်ရှင်။